ဇလန်းဆောက်ကိုတော့ဈေးချေပိုးချတဲ့ခရယ်ကြီးရွာလေးနဲ့အစပြုထားခဲ့ပါတယ်။ဒီရွာလေးဟာကန်ယူတာနေကရွာလေးဖြစ်ပြီးတော့ဒေသခံတွေကလည်းရေးလုံငန်းတွေလုပ်ကြကြပါတယ်။ဒေါ်တူရဲ့ဆက်လက်ကျော်ကတော့ထိုဒေသမှာရှိတဲ့ရဲဝင်ထမ်းလေးတယောက်ဖြစ်ပါတယ်။သူဟာရဲတယောက်ဆိုတာတဲ့ရဲတဲရွာတဲ့နိုင်လေအတော့ဟူအားကိုရပါတယ်။သူနာမည်ကတော့ကိုလရွှေလို့ခေါ်ပြီးရွာတွေကသူတို့ချို့က ကိုရွှေလို့ရင်းနှီးစွာခေါ်လေးရှိတာပေါ့ရဲသားလေးကိုလာရွှေကဒေသခံရွာသားတွေနဲ့လေအတော့ကိုရင်းနှီးခင်မင်းလေးရှိပါတယ်ရဲသားကြီးဆိုပေမဲ့လူလူနဲ့ပေါင်းတင်ပြောဆိုတဲ့အခါမှာလေရည်ရည်မောမောပြောဆိုတတ်တဲ့အခြေရှိပါတယ်ဒီနေ့မှတော့ကိုလာရွှေတယောက်ညနေခဲလေးမှာလမ်းလျှောက်ထွက်လာခဲ့တာပေါ့ဒီလိုနဲ့ရွာနေမှာရှိတဲ့ညချောင်းကြီးရဲ့နဘေးကို ရောက်လာခဲ့တာပေါ့ ညနေခင်းလေးဆိုရင်ထိုမြစ်ထုံကြီးဟာကံယုတ်တန်းလှတရားလေးတွေနဲ့စေပန်းပြီစီမဲ့ရှုခင်းလေးတစ်ခုလည်းဖြစ်ပါတယ်။ကိုလတ်ရှူလည်းကံယုတ်တန်းလှတရားလေးကိုခံစားရင်းနဲ့အနည်းမှရှိတဲ့နက်ကောတစ်ခုကိုသွားတွေ့ခဲ့ပါတယ်။အဲ့ဒီနက်ကောဟာတမ္မန်နက်ကောမဟုတ်ဘဲနဂမ်ပင်ကိုကိုးဝယ်ထားတဲ့နက်ကောဖြစ်တယ်ဗျာ။သူတွေ့လိုက်တဲ့ဆိုတာကနက်ကောဆိုတာတဲ့နက်ကောရဲ့ရှေ့မှာကခုံနေတဲ့မိဂလီတယောက်ပါ။ ဒီမိန်းကလေးကိုကြည်ချင်းအပြည့်အသက်ရွယ်ပိမာတော့ကိုလာရွှေတဲ့ငယ်လောက်တဲ့ဗျာကိုလာရွှေကတော့အသက်60ထဲကိုရောက်နေခဲ့ပြီးသူမကိုကြည့်ရတော့၅နှစ်လောက်ငယ်ပိုရပါတယ်ကိုလာရွှေရဲ့မျက်လုံးထဲမှာသူမရဲ့တွေ့လျားလှတဲ့ခါလေးရဲ့ဝဲလဲနေတဲ့အသားရည်ကျွေးရုပ်လေးရဲ့မျက်နှာနဲ့နန်းဆန်တဲ့လှတရားတွေကိုတွေ့ရှိခံစားမိလိုက်ပါတယ်အဲ့ဒါအပြေကိုမှယူလောက်ချင်စရာကောင်းလေကိုနေဟန်ဓာတ်တွေနဲ့ကနေခဲ့တော့ ယောက်ျားသားကြီးကိုလရွှေတရားဟုနေစီမှုလိုက်နေပဲဖြစ်နေကြတာပေါ့ဒါဟာသူတို့နေရာကိုပထမဦးဆုံးတွေ့ကြတာဖြစ်ပြီးတော့ကိုလရွှေရဲ့ရေတမ်းမှာတော့ထူးဆန်းတဲ့အရာတွေခေပေါ်နေလည်းရှိပါတယ်ဘာလို့လဲဆိုတော့ဒီမိန်းကလေးကိုရင်းနှီးစွာနဲ့သိနေကြလို့ပါဒါကြောင့်သူလည်းခဏလောက်တော့စဉ်းစားရင်းနဲ့ကြောက်ကြည့်နေကြတာပေါ့ခဏကြာတော့မှဒီမိန်းကလေးနဲ့ပတ်သက်တဲ့အရာတခုကိုမှတ်မိသွားခဲ့ပါတယ်သူမဟာကိုလရွှေရဲ့အိမ်မက်ထန်းတိုင်း ဝကြခနာစုံတွေ့ဖူးတဲ့မိကလေးတယောက်ဖြစ်နေခဲ့ပါတယ်။ဒါနဲ့သူလဲသူ့ရဲ့အိမ်မက်နဲ့တမီလေးကိုဆက်ပြီးတော့စောက်ကြည့်နေခဲ့ပါတယ်။ဒီမိကလေးဟာအကားကားလို့ထရတဲ့ထိုကားကိုလက်စတက်လိုက်ပြီးတော့နက်ကောရှင်မှာထန့်ချယူသေးပေးနေခဲ့ပါတယ်။ဒီရတာတော့သူမလေးလှုပ်ရှားပြီးပြီးဆုံးသွားဖို့ရပါတယ်။ဒါကြောင့်သူမရဲ့ဖေလိုထရတဲ့အဖေဆောင်နေတဲ့ဆိုင်ကဘောကိုတက်ကထိုနေရာမှာလှည့်ပြန်သွားခဲ့ပါတယ်။ ကိုလာရွှေကလည်းဒါရီကိုမေတ္တာမခက်ပဲကြည်နေခဲ့ကထိုမိကလေးနဲ့စကားပြောခွင့်ရဖို့အကြောင်းဖန်လာခဲ့ပါတယ်။ဒူမထွက်သွားတဲ့အခါမှာတော့ရေကြီးမှကြားခတဲ့ပိတ်ဆံအေးကိုတွေ့လဲရပါတယ်။ဒါနဲ့ကိုရွှေလည်းကြားခတဲ့ပိတ်ဆံအေးကိုထစ်ချင်းပြီးကောင်းလိုက်တာပေါ့။ထိုပိတ်ဆံအေးကိုဖွင့်ကြည့်လိုက်တော့အိုက်ဒီကတ်ပါရှိနေတာကြောင့်ဒူမနဲ့ပတ်သက်တဲ့အရာတချို့လည်းတီးခဲလဲရပါတယ်။ဒူမရဲ့နာမည်ကအေးမိဆန်တီးပြီးတော့အေနာဘက်ဘလောက်ဘလောက်နန်းနာမည်ဘလောက်ဘလောက်မှနေတယ်ဆိုတာကိုလည်း တင်းလဲရတာပေါ့အဲ့ဒါနဲ့ကိုလာရွှေကလည်းချက်ချင်းပဲလိပ်စာထဲကတိုင်လိုက်သွားပြီးတော့ပိတ်စာရေးပယ်ရှင်သူမကိုပြန်လဲဖေးအပ်ခဲ့တာပေါ့ဒီမှာနကောရှင်းမှကြံခဲ့တဲ့ညမရဲ့ပိတ်စာအိမ်ပါအဲ့ဒါကြောင့်ကျွန်တော်ပြန်လာပေးတာပါဟမ်ပိတ်စာအိမ်ပိတ်စာအိမ်အော်လုံးလုံးနဲ့ထွက်လာခလိုက်တာပိတ်စာအိမ်ကြပြောက်ခဲ့မှတော့မသိလိုက်ဘူးဒီကအကိုကိုကျေးဇူးတင်ပါတယ်နော်လူလေးလူလေးက တို့ရဲချို့ကြီးမဟုတ်လားတို့ရဲချို့ကြီးကိုအခြေဖြိုးသလိုဖြစ်သွားတာပဲကျိုးသမီးကိုစားကျေးဇူးတင်ပါတယ်ဗျာအဲဟုတ်ဟုတ်ပါတယ်ဗျာတို့ရဲချို့ကြီးဆိုတာကကျွန်တော်နဲ့မသိတဲ့သူတွေပဲအဲ့လိုခေါ်ကြတာပါယနေ့ရဲ့သူတွေကတော့ကိုရှေးလို့ခေါ်ကြတယ်ဒီတော့ကျွန်တော်ကိုအဆင်ပြေတယ်လို့ခေါ်လို့ရပါတယ်အဲ့လိုနဲ့ဝူရှွေနဲ့အေမီဆန်တို့တာပါနီယာကိုစကားတွေကောင်းနေကြတာပေါ့ဒီချိန်ကနေစပြီးတော့ကကြမာကြီးက သူတို့ညကိုစာနေဆုံးစည်းခွေပေးရပါတယ်။နောက်ညလောက်ကြာမှာတော့ကိုရွှေတယောက်ဒါဝင်းနဲ့နေရာတစ်ခုကိုရောက်လာခဲ့တယ်ဗျ။အဲ့ဒီနေရာမှာသူတို့ကျိုးနယ်စကားပြောနေခဲ့ရင်နက်ကောကြီးကိုတွေ့လိုက်ရတာပေါ့။တိုက်ဆန်ချက်ကတော့နက်ကောကိုတွေ့လိုက်ရတိုင်းနက်ကောရှိမှကားနေတဲ့သူမကိုပါထပ်မံတွေ့လိုက်ရတာပါ။ကြဲတော့သူမကနက်ကနားခါတဲ့သူဖြစ်ပြီးတော့သူကိုငှားရမ်းကြတဲ့အခါမှာအခုလိုလိုက်လံကပြပူဇော်ရပါတယ်။ ဒီနှကောနဲ့ပတ်သက်ပြီးတော့လဲအနေငယ်စိတ်ဝင်စားစရာကောင်းနေခဲ့တယ်ဗျာနှကောတဲ့ကရုပ်ထုကြီးကနှကပိုးပိုးလို့ခေါ်တဲ့ရုပ်ထုကြီးဖြစ်ပါတယ်ဒီနှကရုပ်ထုကြီးဟာအခုလိုကခုတိတ်ခံပြွင့်တော့ဆူတောင်းပြီတယ်လို့ဒူတွေအပြောများကြပါတယ်တပတ်မှရှိတဲ့ကိုလာရွှေနဲ့အေမီတို့ကလည်းဒီနေ့တဲ့တဲ့နေ့ဦးမိုးရင်းနှီးလာကြပါတယ်သူတို့နှစ်ယောက်ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးတွေကြောင့်ကြုံနေတဲ့ယောက်လေရေထဲမှာခန်းစားချက်တွေစတဲ့ပေါက်ထွားလာခဲ့တယ်ကြဒီလိုနဲ့ ဂျက်ဒေါ်ဂျာလိုင်ပညာလီဂျင်းညကိုရောက်မှာတော့ကိုလာရွှေတယောက်မအေးမီဆိုင်ရဲ့အေးကိုရောက်လာခဲ့ပါတယ်။ကိုရဲသားကြီးကလည်းဇဂရီလိပ်ပိုင်းရင်းနဲ့လှုပ်ရှုပ်နေခဲ့တော့ဘူမနဲ့လည်းဂျက်ဒေါ်ဂျာမပွေဖြေးခဲ့ကြဘူးဗျာ။ဒါကြောင့်သူလည်းမအေးမီရဲ့မျက်နှာလေးကိုတွေ့ချင်စောနဲ့ရောက်လာခဲ့တာပေါ့ဒါပေမဲ့ကိုလာရွှေတယောက်အော်ဟော်နေပေမဲ့သူတွေ့ချင်တဲ့အေးမီဆန်ကတော့ခက်မလာခဲ့ပါဘူးအဲဒါကြောင့်သူမထွက်လာအောင်တခုခုကြံမယ်ဆိုတာသူတွေးလိုက်ပါတယ် ဒါနဲ့ကိုလရွှေတရားငွေပေါက်ခံရပို့လို့ပြီးတော့ငွေရမာယာတွေများနေလိုက်ပါတယ်သူထင်ထားတဲ့အတိုင်းပဲအဲ့ဒီခြေရောက်မှာမအိမ်မိတ်ဆန်လေးပြာရခက်ပြီးထွက်လာပါတော့တယ်ဒီမထွက်လာတဲ့ချိန်မှာတော့ထူဆန်းစွာနဲ့အခါတည်းလုံးမဟုတ်ခဲ့ဘူးဗျာဒီမရဲ့မျက်နှာကိုကာခွယ်တဲ့နေငယ်ပေါ်ဝါပြေအုပ်ထားခဲ့ပါတယ်ဒီမလည်းကိုလရွှေဟန်ဆောင်နေတာကိုတီသွားတဲ့ခါမှာတော့ဒီလိုပြောခဲ့ပါတယ်ရှင်ခြေကျမကိုလောင်းတော့နေတာလားဒီက အတိမ်မက်လို့စိတ်ပူလိုက်ရတာအကိုဒီလိုမှမလို့ရင်မြမကလည်းထွက်လာမှာမဟုတ်ဘူးလေဒါကြောင့်ဟန်ဆော်လိုက်တာဟဲ့ဟဲ့ဟဲ့မျက်နှာလေးကိုမတွေ့ရတာကြာလို့လမ်းရွယ်ဝင်လာခဲ့တာပါဒါနဲ့ဘာလို့မျက်နှာကိုအုပ်ထားရတာတော့မအိမ်မီဟာဒီကုခုကိုဖုံးကွယ်ထားတယ်လို့လို့စိတ်တဲ့ကြနေတယ်လို့လို့ခံစားနေရတဲ့ပုံစံပေါ့ကိုလာရှူကလည်းဘွားတဲ့ဆိုင်မျက်နှာကို တွေ့ရှင်လို့ဘွားကိုဖယ်ပေးဖို့တောင်းဆိုခဲ့ပါတယ် မအိမ်မီဆန်ကတော့အဲ့ဒီတောက်ဆိုချက်ကိုလက်မခံခဲ့ပါဘူး။ဒိုချင်မှာလေရင်းလေပွေလေးတွေရုတ်တရက်တိုက်ခတ်လာခဲ့ပါတယ်။ဒိတဲ့တဲ့ချိန်မှာတော့ဒမရဲ့မျက်နှာဘောကပွားပိုင်းလေးရလဲဝဲထွက်သွားခဲ့ပါတယ်။ပွားပိုင်းလွတ်ထွက်သွားတဲ့ချိန်မှာတော့လောဝမထင်မဲ့ထားတဲ့မြင်ဝင်းကြီးကိုတွေးမိလဲရတယ်ဗျာ။အဲ့ဒါကတော့မအိမ်မီဆန်ရဲ့မျက်နှာရေးပြားတွေဟာဝေးအကြီးခေါ်ပြီးပြောင်းလဲနေခဲ့ပါတယ်။မင်းသားကနေအရေးပြားတွေထိ ဗွေတကောင်းရဲ့ဂျေးကော်ရင်းနဲ့တူမျိုးလုံးတွေကပါနေရဲနေခဲ့တယ်ဗျာပြီးတော့လေမော်ဗာနီနဲ့ပုံရံဖြစ်ရှားကြီးကလည်းအပြင်ထွက်နေခဲ့တာပုံရှားကြီးကပါနေရဲနေပြီးတော့တချိန်လို့အပြင်နိုင်ထုတ်ထားခဲ့ပါတယ်တကယ်တော့သူမရဲ့ခန္ဓာကိုယ်ကလည်းတမန်ပူကျွေးတဲ့အများကြီးကျော်လွန်နေခဲ့တာကြောင့်အခုလိုပုံပြဲ့ပန်းပြဲ့ဖြစ်နေခဲ့ရှာပါတယ်မအေးမိဆိုင်ရဲ့ပူဆောင်ကိုတွေ့လိုက်တော့ကိုရဲသားကြီးလည်း အန်အွန်တိုလိုကအနောက်ဆုတ်သွားခဲ့ပါတယ်။လူရဲ့နေစီတွေကိုလည်းမျိုးနိုင်တယ်လို့ဘာလို့ဒီလိုပုံစံဖြစ်နေရတယ်လဲဆိုတာကိုနားမလည်နိုင်ခဲ့ပါဘူး။မအေးမီဆန်ကတော့အရှက်ကြီးစွာနဲ့ပဲအေဘော်ကိုချက်ချင်းတိတ်တဲသွားခဲ့ပါတယ်။ဒါကြောင့်ကိုရှူလေဒူမနက်ကိုလိုက်ဖို့လုပ်နေတဲ့ချိန်မှာမအေးမီရဲ့အဖေရောက်လာခဲ့ပါတယ်။အဖေဖြစ်သူကငါဖမ်းသွားတာဖြစ်ပြီးတော့အဆဟာဒူတို့နဲ့ရဲ့ဖြစ်ပျက်တွေကိုလည်းအဆဆိုတွေ့လိုက်ဖို့ရပါတယ်။ဟွန်း မင်းတွေးလိုက်တယ်ဆိုပါတော့မင်းအတော့ကိုအံ့ဩသွားမှာပေါ့ကွာအေးမီလေးကဘာလို့ဒီပိုဖြစ်သွားတာလဲဗျာဖလော့ကိုပြောပြပါဦးအဲ့ဒီတော့မှဒီမပေကလည်းဒီမနဲ့ပတ်သက်တဲ့မှန်တရားတွေကိုချပြခဲ့ပါတယ်အေးမီဇာလင်ကသူရတွေကိုဝေခရေကနေခန်းစားခရရတာဖြစ်တဲ့အကြောင်းအဖေလူသူက ပြောပြခဲ့တာပေါ့ငငယ်ကလေးကနေ နေကြီးရဲ့ကြင်လာပညာပြီမှာဆိုရင်အခုလိုခန္ဓာကိုယ်မှာငွေအကြီးခေါ်တွေထွက်လာတဲ့တဲ့လို့ဆိုပါတယ်ဒီချိန်မှာဆိုရင်ခန္ဓာကိုယ်ကလည်းအတော့ကိုပုံမြိုက်လောတာကြောင့်အတော့ကိုမှာနေရထရာခက်ခဲလာပါတယ်ဒါဒီဘက်ကဆိုတော့မဟုတ်ဘူးဗျနေတဲ့ပုံပြီးတော့ထူးဆန်းတဲ့ကြောက်ရတခု ကြံရှင်းပါသေးတယ်မအေးမိစာတရားကိုထူးဆန်းတဲ့အေးမက်တခုကိုလည်းထက်ခါတလဲမဲ့တဲ့အကြောင်းတီးခဲ့ရပါတယ်ထိုအေးမက်ထဲမှာတော့သူမဟာ ဒါကတိုင်ပြည်ကနိုင်ငံမလေးကျောက်ဖြစ်ပါတယ်။အဲ့ဒီတိုင်ပြည်မှာသူမနဲ့သူနိုင်ငံသေးလေးတကောင်လည်းအတူရှိလို့နေခဲ့တာပေါ့။သူတို့နိုင်ငံတကောင်ကလူသားတို့လိုပဲတည်တည်မီတာမျှနိုင်ကြတဲ့ခြေသူတွေဖြစ်ကြပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့အသေးပြည့်တဲ့နိုင်ငံကြီးဟာဒီကားသက်တမ်းကိုဆိုးသွားခဲ့ပြီးလူဘဝကို ရောက်သွားခဲ့ရရှာပါတယ်။ခြေသူနဲ့ဂွေဝင်းခရတဲ့နိုင်ငံမလေးလေဒီနေ့ဒီနေ့သူ့ရဲ့ငယ်တော်မှာကိုဒါလွမ်းဆွေးလို့နေခဲ့ပါတယ်။ အခုဗီဒီယိုကိုကြည့်နေတဲ့သူတွေလိုပဲအခြေခါတာအရာရာအခြေခါတာကိုယ့်ရဲ့ကဘာကြီးဖြစ်နေတော့သူ့ရဲ့ချစ်သူလေးကိုတွားရောက်ရှာပွေချင်လာခဲ့ပါတယ်။သူမချီလို့တဲ့နောက်ပိုင်းငကားတိတ်မိကြီးကလည်းဒူမာတွေခြောက်ခဲ့လာခဲ့တာပေါ့။သူတဲ့တိတ်မိကြီးမှာကြီးမဲ့တဲ့ငကားဘိုးတော်ကြီးတစ်ပါးရှိပါတယ်။ဒူမာရဲ့တာဘော်ကတော့ငကားဘိုးတော်ကြီးကိုကားပြဖြောဖြေရပြီးတော့ကားချိတ်တဲ့ငကားမလေးဖြစ်တယ်ကြ။တို့ပေမဲ့အချင်းရှိလို့တဲ့နောက်ပိုင်းမှာ လုံနေကြရာတွေတာဝန်ဝတ္တရားတွေပေါ်မှာလဲစိတ်မပါတော့ပဲငကားဘွားကိုညင်းငွေလာခဲ့ပါတယ်။ဒါကြောင့်သူရဲ့ကိုယ်ရောမရေနာကဘာလို့ခေါ်တဲ့ငကားဘွားကနေခွဲပြေးဖို့ကြံရွယ်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုလုပ်တာဟာမကန်မှုမရှိတာကြောင့်ငကားဘိုးတော်ကြီးကလာရောက်ချိန်မီတားဆီးရပါတော့တယ်။ဘာလို့လဲဆိုတော့ငကားသက်တမ်းမကုတ်ဆုံးမီဘယ်ကုန်းမှသွားလို့မရလို့ပါ။တကယ်လို့ထွက်သွားခဲ့မယ်ဆိုရင်လေဒီမအနေနဲ့ ဆိုးကျိုးတွေကိုခံစားရမှာဖြစ်ပါတယ်။ငကားဘွားဝဲကျွေးမကုန်သေးတော့သွားလေရဘွားတွေကိုလည်းငကားငကောင်ရဲ့ဖြစ်တည်မှုအကျဉ်းချာတွေလိုက်ပါနေမှာဖြစ်ပါတယ်။ငကားတွေရဲ့ခြေခေါ်နဲ့သူတို့ပိုင်ဆိုင်တဲ့အဆစ်တွေဟာလည်းရောက်ရဘွားကိုလိုက်ပါနေမှာဖြစ်တာပေါ့။အဆိုးဆိုးကတော့တက်တန်းမှလည်း25နှစ်သာဒေတဲခွေရမှာဖြစ်ပါတယ်။လိုရာတွေပဲဖြစ်လာပြီလား။ကောင်းမှလည်းသူမကတော့ဒီအကြောင်းအရာတွေကိုလက်မခံချေခဲ့ပါဘူး။ ဒါကြောင့်ပဲအချိန်နဲ့မျှခွက်ပြေးဖို့အမြဲတမ်းကြံစည်နေခဲ့ပါလေဒီလိုနဲ့တနေ့မှာတော့ငကားဘိုးတော်ကြီးဟာအခြေတန်းတာတကူတည်းတရားကြည်ညာနေခဲ့ပါတယ်အဲ့ဒီချိန်မှာတိတ်ဆိတ်စွာနဲ့ပဲလူပြည်နယ်ရှိတဲ့နေကောမှာမိမကြီးတယောက်ကသားစုလာပန်းခဲ့ပါတယ်တကမလေးလေးဒါကအခွင့်ကောင်းယူပြီးတော့ငကားဘွားကနေထွက်ပြေးလာခဲ့တာပေါ့အဲ့ဒီမှာဒုမရဲ့ဝိညာဉ်ကိုသိငယ်တဲ့ဘူပေါင်းလေးလိုပြောင်းလဲလိုက်ပြီးတော့ ထိုမျိုးသမီးကြီးရဲ့ဝမ်းမိတ်ထဲကိုတေးဝင်သွားခဲ့ပါသည်။အဲ့ဒီမျိုးသမီးလည်းတိတ်မကြခင်မှာကိုဝင်ရသွားခဲ့ပြီးတော့မအေးမိဆန်လေးကိုဝေးပွားခဲ့တာပေါ့။ဒါပေမဲ့အမေပြတဲ့သူဟာကံမကောင်းစွာနဲ့ပဲ ခလေးဝေးပြီးပြီးချင်းတိမ်ဆုံးဖွယ်လို့သွားခဲ့ရပါတယ်။ဒီကြောင်ရဝေကြတော့ကိုရွှေတယောက်ရဲ့အခုဖြစ်ပြနေတဲ့အရာတွေကိုနားလည်လက်ခံသွားနိုင်ခဲ့ပါတယ်။ဒီတော့မှကိုရွှေမှလည်းမအေးမိဆန်ရဲ့အိမ်မက်လို့ ူညီတဲ့အီးမေးလ်တစ်ခုအမြဲမေ့လေ့ရှိတာကိုတတိယလာခဲ့ပါတယ်။ဟိုရွှေရဲ့အီးမေးလ်ထဲမှာလည်းသူအားနဂါမီကြီးဖြစ်နေခဲ့တာထိခေရတဲ့မျိုးသမီးတယောက်ရှိတယ်ဆိုတာကိုတယ်လည်းပြီးတော့မြင်အောင်လာခဲ့ပါတယ်။ဒါကြောင့်မအီးမီလေးကိုပထမအုပ်စိုးတိုးလိုက်တဲ့ချိန်မှာသူ့ဝင်ကလေးကဒူးစားတဲ့ခံစားချက်တွေထွက်ပေါ်လာခဲ့တာပေါ့။သူတို့ညကရေးဆဲဆိုပူကြတယ်လို့ဒီဘွားမှာလည်းအချိန်တန်ရုံးစီတွေတွင်ညိနေခဲ့ကြပါပြီ။ ကိုရွှေကိုတဲ့ကလည်းဒါမျိုးကိုနားလည်သွားပြီးတော့မအေးမီဇန်လေးတွေတနာစိတ်တွေဝင်လာခဲ့ပါလေအခုချိန်မှာသူစဉ်းစားနေမိတာတခုတော့ရှိပါတယ်အဲ့ဒါကသူချင်းရတဲ့မအေးမီလေးကိုဒီကန်ဆိုးမှုတွေကနေဘလို့ကယ်တင်ရမလဲဆိုတာကိုပါဒီချိန်ထဲမှာပဲသူမကြားကြည့်တဲ့တည်င်းဆိုးတခုကိုထပ်မံကြားလဲရပါတယ်မအေးမီဇန်ဆိုတာတိတ်မကြခင်မှာပဲအသက်85နှစ်ပြီတော့မှဖြစ်ပါတယ်ဒါကြောင့် အဖြစ်ဖြစ်တဲ့သူဟာတပင်းချလိုက်ပြီးတော့ကိုရွှေကိုဆစ်လျှော့လိုက်ဖို့ပြောဆိုခဲ့ပါတယ်။ငါအင်းမီဇာနီဟာလေတိတ်မကြခင်မှာလောကကြီးထဲကခက်ခွာသွားတော့မဲ့တဘောဖြစ်တာပေါ့။ကိုရွှေကလည်းသူ့ရောက်ကိုတိတ်လက်မခံနိုင်ပေသူမကိုကယ်နေမဲ့ဒီလန်ချို့လိုက်လံရှာပေးခဲ့တယ်ဗျ။ဘလိုနည်းဘလိုထိုင်နဲ့ပဲလိုရလိုရသူမအသက်ဆက်နေမဲ့နင်းလန်တွေကိုစ조사ရှာပေးခဲ့တာပေါ့။သူကိုယ်တည်းကလေဖျားပေးစီမှာကံပဌံတွေရှုံးလက်ပြီးတော့ အတိတ်တန်ဆူတောင်းခဲ့ပါတယ်။တို့အရင်တက်တက်လူယဟန်ဘဲဝေရဝေရအသက်ကိုပဲစတေးရာဒူမန်တဲကိုကဲချီတဲ့ကြောင်ဖျားမှာဆူတောင်းခဲ့တာပေါ့။မအိမိဆန်ကလည်းကိုရွှေတရားကိုဖြစ်ချောင်းကိုစင်တွေကိုတိတ်သွားခဲ့ပြီဆိုတာကို နားလည်သွားခဲ့ကြဗျာ။ဒါကြောင့်ထို့တော့မေးများပြောဆိုခဲ့ပါတယ်။အပေကရှေ့ကအကုန်လုံးပြောပြခဲ့တယ်မလား။ကျမရဲ့ဆိုးရွားတဲ့ပုံစံကို ရှင်တွေ့လိုက်ရတော့ကျမကို ရောရှာဆက်ဆုပ်သွားမယ်လို့ထင်ခဲ့တာ။ ဟာမဟုတ်တာမိကဘလို့ပူဇံပဲဖြစ်နေဖြစ်နေကိုဘလို့မှမနေဘူးတိလားဒါဆို ကျမတို့ကငကားဘွားမှာချစ်သူတွေဖြစ်ခဲ့ကြပြီးတော့အခုလဲချစ်နှက်ကို လိုက်လာခဲ့တယ်ဆိုတာကို ရှင်ယူကြီးပေးနေရဲ့လားအရင်ဘွားကလည်းကျမတို့အသက်တဆိုးမပေါက်ဖဲရခဲ့တယ်လို့အခုဘွားမှာလည်းကျမတို့ထည့်ပြီးတော့လွယ်ခဲ့ရပြန်လဲကျမလေးတိတ်ဝမ်းနေတာပဲပြီးခဲ့တာတွေကိုတွေးပြီးတော့စင်မကောင်းပဲဖြစ်ရဘူးလေ ဲ့ဒါတို့တွေ့ပြီးတော့ပူဆွေးနေမယ်စာအခုတူတူရှိတို့လေးမှာကိုတို့ပျော်ပျော်နေကြရအောင်ပြီးတော့ဒေါက်တာဘွားတွေမှာလေကိုတို့ဆုတ်ဆွေးနေအောင်ခုတို့လေးတွေအတူလို့ကြတာပေါ့ကိုရွှေတရားသူမထဲချိုးနေတဲ့အရာတွေကိုလက်လော့ပေးလိုက်ပြီးတော့လက်ရှိမှာအကောင်းဆုံးနေတယ်ဖို့ကြိုးစားခဲ့ပါတယ်ဒါကြောင့်လူသားရဲ့စိတ်စားရတဲ့အချိန်ပဲဒီမရဲ့ကြံရှိတဲ့ခြေလေးမှာလက်ထက်ပေါင်းသင်းယူခဲ့ပါတယ် ။ကြားရှိသေးတဲ့ခြေလေးမှလည်းတဘိုးရှိအောင်ဖြစ်သန်းခဲ့ရင် အခြေကားလာတော့ကြာ ကိုဆုံးလာခဲ့တာပေါ့။ဒီလိုနဲ့ဒီမရဲ့နောက်ဆုံးညလို့ပြောရမယ်။လာတိညလေးညကို ရောက်လာပါတော့တယ်။လာတိညကိုရောက်တာနဲ့ထိုးဆန်တိမ်ပဲဒီမရဲ့ငကားဘွားကခြေစာတွေကိုစတဲ့ခံစားရတာပေါ့။ခဏကုတ်ခုလိုငွေအကြီးခေါ်တွေထွက်လာကနဂါဆဲတွေလည်းသူမစီရောက်လာခဲ့ပါတယ်။ငါအေးမိဆန်ကများလည်းနောက်ဆုံးချေရောက်တဲ့အောင် ၎င်းဆေးတွေကြောင့်ရည်ပြောလူမတဲ့ပုံမြေဝေဒနာကိုခံစားနေခဲ့ရပါတယ်။မကြခင်မှာထွက်သွားရတော့မှသိတဲ့သူမဟာအခုချိန်မှာတိုက်တော်မှာမနှဲမှန်အောင်ရှုနေရပါတယ်။ဒီနေ့ကကျမရဲ့၂၅နှစ်ပြည့်မွေးနေ့လေ။ကျမအရှိကိုထားခဲ့ရတော့မယ်။ဒီလောက်ဆိုရင်ပဲကျမတက်တော့အလုံးလောက်ပါပြီ။ဘာပဲဖြစ်ဖြစ်ရှင်နဲ့ထက်ဆူတွင်ခွင့်ရခဲ့လို့ကျမဝမ်းသာပါတယ်။ဒီမွေးနေ့မှာ ကျမလိုချင်တဲ့လက်ဆောင်ကိုလည်းရခဲ့ပါပြီ။မေဘာမှမဖြစ်ရဘူးကွာ။ကိုမဲကိုဆရာဝရီစီခေါ်သွားမယ်။ဒီယောဂါကိုသူတို့ကုသပေးနိုင်လောက်ပါပါ။အာမလုပ်ပါနဲ့တော့ရှင်ရဲ့။အမှန်တရားတွေကို ရှင်းလင်းသိတာပဲ။ရှင့်ကိုကျမတို့နဲ့အလုံးရှုပ်စီခြင်းဘူးရှင့်။ဘလို့ခုတို့တွေလို့မှရှင်းနေသူအငဲနေရမှာလေ။ရှင့်ကျမစီရောက်လာတာနောက်ကြတယ်နော်။နောက်တစ်ခါထပ်ပြစ်ပြစ်ခဲ့ကြရင်ရှင်နောက်မကြစေနဲ့နော်။ ကိုဂရိပေးတယ်နော်နောက်ထပ်ကိုတို့ပြေးခဲ့ခဲ့ကြရင်လောက်ကြစေရတော့ပါဘူးခဏတဖြုတ်လေးဆိုပေမဲ့အခုလို့ဆိုးတွင်းခဲ့ရခဲ့လို့ကိုအယမ်းကြော်တယ်တိလားဒူမဟာတဲလူမျိုးပါနဲ့ဝေဒနာတွေခံစားနေခဲ့ရတာပေါ့တို့ချင်းမှာဒူမရဲ့ပြည့်တဲ့ကနေဒနေကြောင့်ငယ်လေးတို့ထွက်လာခဲ့ပါတယ်အဲ့ဒီဇနင်းကြောင့်လေးကိုလည်းသူ့ရဲ့လင်းတော်မအားပေးရခဲ့ပါတယ်ဒီဇနင်းကြောင့်လေးကိုသေးတာနော်ကျမတို့ငကားဘွားမှာ ဖြစ်တဲ့ခက်ညာပညာတွေကိုတည်စနေကြောင်းတွေထဲမှာဖေးထားတယ်။ဒါလေးကကျမတို့ရဲ့ချစ်ခြင်းတွေကိုအမြဲမှတ်ရနေစေဖို့ကူညီပေးပါလိမ့်မယ်။ပြီးတော့ရှေ့မှာတည်စနေကြောင်းတွေရှိနေရင်ကျမလည်းရှေ့ကိုလာရှာလို့ရတာပေါ့။ကျမတို့ရဲ့မှတ်တရလေးတွေအများကြီးအထက်မှာရှိတယ်နော်။နောက်ဆိုရှေ့ကျမကိုလွှမ်းရင်ဒီတနေ့ကြောင်းလေးကိုကယ်ပြီးတော့ကျမကိုလာခဲ့ဖို့ခေါ်လိုက်နော်။ရှေ့အတန်ကြာတာနဲ့ကျမရောက်ရရက်ကနေရအောင်လာခဲ့ပါမယ်။ သူမဟာစကားတွေကိုအားတင်းတောက်ခံပြီးတော့မနေပြောယုံနေခဲ့ရပါတယ်။စကားဆုံးမှာတော့သူမလည်းကိုရွှေကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ရရှာပါတယ်။ဒါကြောင့်ကိုရွှေလည်းသူ့မိမရဲ့နာရီကိုအကောင်းဆုံးလုပ်ပေးခဲ့ပါတယ်။အချိန်တိုင်းမှာလည်းသူ့မိမကြောက်တွေးပြီးတော့ဝါကြီးရဲ့အိဘယ်ဟာလေကြောက်ဆိုးသွားခဲ့ရတာပေါ့အဲ့လိုနဲ့အလာတော်ကြာမှာတော့မအေးမိဆန်လေးကိုလွမ်းဆွေးနေနေကောနာကငေချုံလေးစီကို ရောက်လာခဲ့ပါတယ်သူမကို ပထမဦးဆုံးတွေ့ခဲ့ရတဲ့နေရာလေးမှာသူမအကြောင်းကိုတွေ့ရင်းနဲ့မျက်နှာလေးကိုကြံလေမြေအောင်ကြည့်နေခဲ့တယ်ဗျာ။ဒါကြောင့်သူမပေးထားခဲ့တဲ့သတင်းကြောင်လေးကိုစိုးကန်ကမျက်နှာလေးကိုတွေ့ချင်တဲ့ကြောင်စိတ်တွေကနေတန်းတားလိုက်ပါတယ်။ဒါကြောင့်ချက်ချင်းဆိုသူတို့ပဲမြေအောင်ထဲကနေပြီးတော့တကားတကောင်ခတ်ပေါ်လာခဲ့ပါတယ်။ရွှေစားကြီးမှပြီးကြောက်စရာကောင်းတဲ့ငကားကြီးဆိုပေမဲ့သူတို့ညကတော့အထင်းချင်းနားလည်နေခဲ့ကြတာပေါ့ဟိုလရွှေလည်း သူတို့ချီတဲ့ငကမလေးသူ့စီကိုယောက်လာတော့ချိန်နဲ့ဝမ်းသာသွားခဲ့ပါတယ်။ငကမလေးကတော့သူ့ရဲ့တက်တန်းကိုတဲ့အထိငကားသေးနဲ့နေရမှဖြစ်တာကြောင့်သူ့ကိုစောင့်နေဖို့လေပြောကြခဲ့ပါတယ်။အဲဒီချိန်ကနေစပြီးတော့ရဲသားကြီးကိုလာရွှေကလည်းချီရတဲ့ငကမလေးနဲ့တူနေနေဖို့ဘောင်းမခုတို့လေးတွေကို ရရင်ရတယ်လို့တက်တူအမျှဝေပေးခဲ့ပါတယ်။ဒါပေမဲ့လာသမ ्या ဆက်ကယ်ရီကိုလိမ့်ပဲတက်တဲ့အခြေခံမပြောက်သေးတော့တဲ့တော့အစီအပြေမနေခဲ့ပါဘူး။ ဒီလိုနဲ့သူတို့ညောက်သားလဲဘွားတခုမှတူဆိုးစင်းနေဖို့ဂရီဒီယိုဆုံတော်ရင်နဲ့ဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပါတော့တယ်